တယ်အားလုံးမြင်တွေ့ရတဲ့အတိုင်းပဲเนาะစောက်လက်စာကြီးတွေပဲတော်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 အကြီးကျယ်စောက်နေတဲ့တန်လိုင်းကြီးမှာပေါ့เนาะပဝင်းကျင်ကတော့မြင်တွေ့တဲ့အတိုင်းပဲစိမ့်ဆိုးနေတာပဲပေါ့နော်တကယ်တော်ကြီးတဲ့ကိုရောက်သွားတယ်အိမ်ကြီးက လုံးမဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ရဲ့မိတ်ဆွေတွေကိုအိမ်ခိုင်းလို့ဆိုပြီးတော့အိမ်နှလုံးပေါ့နော်ဆက်ပြီးတော့မစောက်တော့ဘဲနဲ့ဆွန့်ပစ်ထားတဲ့ခြုံတွေထဲမှာရောက်နေတဲ့အိမ်ကြီးနှလုံးရှိကိုတွားရောက်ပြီးတော့ ဒါရိုက်ကူးပြမှာပေါ့နော်နှိမ့်ကိပိုင်းအချိန်တွေကိုကျွန်တော်လည်းသွားရောက်ပြီးတော့ကြည့်ရှုရင်းနေပေါ့နော်ဒါညဘက်သွားရောက်ပြီးတော့ရိုက်ကူးဖို့လည်းရှိတယ်အဲဒီအိမ်နှလုံးကိုအချင်းချင်းကျွန်တော်ပြောပြရမယ်ဆိုလို့ရှိရင်အဲ့ဒီအိမ်နှလုံးကတော့ဒါမိသားစုဝင်တွေပဲပေါ့နော်အဲ့ဒီအိမ်နှလုံးစောင့်နေတဲ့အချိန်မှာပဲပေါ့နော်အိမ်ခိုက်တယ်လို့ပဲဆိုရမှာပေါ့နော်ညီမယူဆနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒါအိမ်စောင့်တဲ့အခါမှာအခက်အခဲပြဿနာတွေလည်းရှိတယ်မိသားစုထဲမှာဆိုနေတဲ့အိမ်နှွေးရေးတွေပေါ့နော်အဲခိုက်ရန်ဖြစ်ပွားတာမျိုးတွေအဲပေါ့နော်ဒီ အစီရန်အကြီးကျယ်တွေဖြစ်တာမျိုးတွေပေါ့နော်အိဆဆောက်လေရမကောင်းတဲ့နမိတ်တွေပဲဝင်လာတယ်ပေါ့နော်နောက်ဆုံးမှာအိမ်တော်မှပဲလုံးဝအဆောက်နိုင်တဲ့အခြေအနေတွေမဖြစ်မရှိတော့ဘူးပေါ့နော်စီပွားရေးတွေကလည်းကျလာတဲ့ခါကျတော့အဲ့ဒါဒီအိမ်ကြီးကိုသူတို့ကဆောက်လက်စာကြီးနဲ့စွန့်ပစ်လိုက်တယ်ဒါဟုတ်အိမ်ခိုက်တယ်လို့ပဲပြောရမှာပေါ့နော်စွန့်ပစ်လိုက်တဲ့အခါမှာအခုဆိုရင်အိမ်ကြီးနှလုံးကတော်ရည်တဲ့မှာရောက်ရှိနေတာပေါ့နော်အဲ့ဒီအိမ်ကိုကျွန်တော်ကတင်ခဲ့ပိုက်အခြေအနေသွားကြည့်မှာပဲဖြစ်တယ်ပေါ့နော်ကဲအားလုံးလိုက်ခဲ့ကြအောင်ပေါ့နော်ညဘက်ရိုက်ကူးတဲ့ခါကျရင်လည်းအားလုံးကိုထပ်မံပြီးတော့ကျွန်တော်ပြသပေးပါမယ် cái này đồ dài dòng để xì vậy đó quên gì à alo miếng tôi để tại miền bọn nó thì nó nói à, cho nó cũng đi này này rồi anh đã tách mồ vui của nó ở trong luôn cho nó tại vì độ cao là để các bạn đấy tách mồ vui của anh nhìn như vậy

ဲ့ဒီအိမ်ကိုလာမယ်ပြီးတော့ရိုက်မယ်ထင်တယ်ဗျလမ်းလေးတွေ့ရတယ်ဒါမှမဟုတ်ရှင်အတွဲတွေပဲလာတာလားမသိဘူးနောက်မှတီရှူးတွေတွေ့တီရှူးတွေကသွေးစာနေတယ်ဘာကြီးလောက်ထားကြတယ်မသိဘူးတော်လန်လေးတန်းရှောက်လို့လာပါတယ်မိုးရီရွာထားတော့အပင်တွေကအားလုံးမြက်တွေပေါက်လာစိမ့်ဆူနေမှာလမ်းတွေမှာလဲချောတယ် ခြင်းပဝင်းကျင်အနေထားကိုပြတာပါဟိုးမှာမြင်တွေ့နေရပြီပေါ့နော်ရောင်ရောင်လေးအဲဟိုးရှင်မှာမြင်နေရတာအိမ်ကြီးပဲဖြစ်ပါတယ်ကဲဆက်ပြီးတော့သွားလိုက်ရအောင်ခြံကြီးရတယ်အကျယ်ကြီးပဲအဲ့ဒီမိသားစုတွေပဲပိုင်တဲ့ခြံကြီးပေါ့နော်တလောကမျိုးတွေမှာအခုနေနေကြတယ်ပေါ့နော် ကဲအိမ်ကြီးရှိကိုရောက်ပါပြီတော့နော်မြင်တွေ့နေရတဲ့အိမ်ကြီးတွေပဲဖြစ်ပါတယ်အိမ်ကြီးကအကြီးကြီးတွေပဲနော်တိရစ္ဆာန်ချာကိုအခိုင်အမာစောက်မယ်ဆိုတဲ့အနေထားပဲအဲအမကျဟိနေရပဲကျွန်တော်အထင်တော့နှစ်အိမ်ကညီကောင်မောင်နှမတွေပဲထင်တယ်ပေါ့နော်အမအဘက်ကညီမအဲ့လိုမျိုးပေါ့နော်အကိုညီအဲ့လိုမျိုးတွေပေါ့နော် ရှင်ပြီးတော့စောက်ထားကြတာမိသားစုအထိုင်းမှာတို့တချံထဲမှာဆိုညီကောင်မမတွေအိမ်ပုံစံတူတွေစောက်ပြီးတော့နေကြရတယ်ရှိကြတယ်အခုလည်းအဲ့လိုမျိုးစောက်ပြီးတော့နေမယ်ဆိုတော့စိတ်ကူးထင်ပါရဲ့ညာဘက်နဲ့ကျွန်တော်လာရဲဦးမှာပေါ့နော်ညာဘက်ရိုက်တဲ့ခါကျရင်လည်းအားပေးကြပါဦးလို့နေဘက်ဆိုတော့တိတ်ပြီးတော့ထူချတာတော့ဘာမှတိတ်မတွေ့ရဘူးပေါ့နော်ညာဘက်လာရိုက်မယ်ဆိုရင်တော့ ထူးခြားမှုတွေပါလိမ့်များတွေ့ရမလားတော့မသိဘူးเนาะမတွေ့ရဘူးဆိုရင်ဒီပတ်ဝန်းကျင်မှာမကျွတ်မလွတ်တပည့်နဲ့ရှိနေတဲ့ဘယ်ပုံသားတွေကိုကျွန်တော်အဲသက်စွမ်းတလောက်ပါတော့စူးစမ်းပြီးတော့ဖိတ်ခေါ်ပြီးတော့ရိုက်ခုมาပဲဖြစ်တယ်ပေါ့เนาะအဲ့ဒီနှမျောစရာကြီးเนาะအခိုင်အမာကိုအကျေဝင်းကိုစောက်ထားတာအဲ့ဒီအခန်းနေအများကြီးနဲ့မိသားစုတော်တော်ကြီးမဲ့နေထားပဲเนาะ စောက်မဲ့ပုံစံကိုကြည့်ရတာဆိုရင်အခန်းထဲတော်တော်များမဲ့နေတာတော်ကြည်တာเนาะကြည်ကြီးပဲ ာရီလေးမှာဆိုရင်လည်းပေါ့နော်ထင်းတယ်လို့ဖြစ်လာတဲ့အရာတွေလည်းရှိတယ်ဒီမိသားစုဟာတသက်ပဲပေါ့နော်ညော်မှန်ထားတယ်လို့ဖြစ်လာတာတွေလည်းရှိတယ်ပေါ့တို့လည်းပြပြောရှင်နဲ့မိသားစုတွေပြောပါဒီမှာအရင်ဆောက်ပြီးနေမယ်ဆိုတော့စိတ်ကူးနေပါရဲ့အကြောင်းမျိုးကြောင့်စိတ်ကူးတွေအိမ်မက်တွေလွဲချော်သွားကြတယ်ပေါ့နော်တောင်ဝေကယူစရာပဲဒီမှာလည်း ဘေးအကာတွေဘာတွေတော့မှမလောက်ထားပြီးပြီထင်တယ်ဗျာနော်ကျွန်တော်ထင်တော်တော်လေးကိုမှကြာလို့ဆွေးမြေ့ပြီးတော့ပြုတ်ကြကုန်တာနေမယ်ဟိုမှာတိုင်နေတွေ့ရတယ်ဗောနော်အောက်မှာဆောက်ဆောက်အမီးပဲအိမ်ညာစောက်ထားတဲ့ပုံစံကြီးတမျိုးကြီးနော်ဒီလိုမျိုးအိမ်ကြတော့ဘယ်လိုမျိုးခေါင်လို့ပြောရမလဲခေါင်ကဘယ်လိုပုံစံလဲမလို့နော်တို့ခေါင်ကျွန်တော်လည်းမပြောတတ်ဘူးဟိုမှာမြင်တွေ့တဲ့အတိုင်းတွေ့တာခေါင်ကအချုံကြီး ထီးပုံစံမျိုးဖြစ်နေတယ်။အဲရထီးပုံစံမျိုးဖြစ်နေတယ်။ဟုတ်ကြွတည်းထပ်လိုက်ပဲ။အများကြီးပဲเนาะဟုတ်ကြွတည်းဒီတိုင်းထားခဲ့ရေเนาะ။နှမျောစရာ ဒီရဲ့အချင်းကျုပ်လေးကိုကျွန်တော်အရှိမပြောခဲ့တယ်ဆိုတာကလည်းဒါကျွန်တော်အတိထိုင်းနေပြောပြတာပေါ့နော်အဲသူတို့မိသားစုမှာဒီတက်နဲ့ဆိုင်တဲ့အခက်ခဲပြဿနာကြီးတွေရှိရင်လည်းရှိမှာပေါ့ဒါတွေကတော့ကျွန်တော်လည်းအသေးစိတ်ပဲသိနိုင်မယ်တယ်ထိုင်းလူမျိုးလည်းကျွန်တော်မဟုတ်တဲ့ခါကျတော့လိုက်ပြီးတော့အသေးစိတ်လိုက်ဆက်စုလို့လည်းမရဘူးပေါ့နော်အများကြီးပဲအုတ်ကျွတ်တင်ဟိုမှာလည်းပုံလာတာကြားအများကြီးပဲကြားအဲ့ဒီအုတ်ကျွတ်နေတဲ့အိမ်တိန်အိမ်တဆောင်သားလောက်စောက်ရတယ်ကောင်းကောင်းနှမျောစရာကြီး အင်အားနဲ့ရှင်ပြီးတော့စောက်ထားတာနော်ပုံစံတူအရွယ်စားတူပဲခေါင်းလည်းတူတူပဲမသိလို့ရှင်ဖုံးရင်းကြောင်းညက်တော့တူနေသလိုပဲနော်အဲ့မဲ့ထိုင်းနေအိမ်နေစောက်တဲ့အခါကျမြန်မာပြည်ပုံစံနဲ့နည်းနည်းကွဲတယ်ပေါ့နော်တချို့အိမ်တွေဆိုလို့ရှိရင်ဖုံးကြောင်းပုံစံမျိုးကြီးတွေသူစောက်ပြီးတော့ပြေးကြရပေါ့နော်အပေါ်ဒီမှာတော်တော်လေးကိုအုတ်ကျွတ်တယ် ခွာပြီးတော့ပြုတ်ကြဟောင်းလောင်းပေါက်ဖြစ်နေတာဟိုးဝါတွေ့တာအဲ့ဒီအိမ်နဲ့တိမ်နဲ့ပုံစံတူကြီးဒီလိုအနေထားရအောင်စောက်တဲ့အချိန်နေဆိုရင်လည်းငွေကြီးတော်တော်ကုန်မှာပြနော်ငွေကြီးမှာတော်တော်လေးကုန်ရေးတယ်ပြည့် တန်နေရှိတယ်တန်နေမှတွေ့လားဟိုဘက်အိမ်ခေါင်းနဲ့ဒီဘက်အိမ်ခေါင်းနဲ့ပုံစံတူပြီနော်အိမ်ကတပုံစံနဲ့ပဲစောက်ထားတာဒီကောင်မောင်မိုက်တော်တော်ချစ်တဲ့အနေထားပဲအောက်ကဖောင်ဒေးရှင်းနေတယ်ဒီမှာတချို့ကအစတော့မတက်ရသေးဘူးအခန်းနေတော်တော်များမဲ့နေထားပဲဗျမြင်တွေ့တဲ့အတိုင်းပဲတွေ့လက်မှလားအိမ်နာဇလားကွက်တွေအများကြီးပဲနှစ်အိမ်ပေါင်းဟာဒီမှာထားထားတာလားမသိဘူးအခန်းနေအများကြီးလုံးမဲ့ပုံစံပဲ nhà về nó thì là sala đi mà tuyệt là quê của mình, chú họ đi con đi đấy nè khu này gì gì à nếu bé ô bé cả hà số luôn con đi ở đây là mà tông luôn tông khu à con đi đấy tông khu con đi đấy à gì lâu rồi thì đi xa xa khai mà sau thả nó တော်တော်ကုန်ပဲဗျာညာဘက်လာရိုက်တဲ့ခါကျရင်တော့ဘလူးထူးဆန်းမှုတွေတွေ့ရမလဲဆိုတာဟုတ်တော့ရင်ကုန်စိတ်လို့စွာစွာနဲ့အားလုံးပဲစောင့်မျှော်ပြီးတော့အားပေးကြဖို့လဲတောင်းဆိုပါတယ်ခင်ဗျာကဲအခုကတော့နှစ်ကင်းပိုက်အချိန်နေလေးလာကြည့်နေအားလုံးရိုက်ပြလာပဲဖြစ်တယ်ပေါ့နော်ကဲကျွန်တော်လည်း thì gan để bị đó biến thoát đó bà mẹ khám nhá đồ chè nó hình như giàu giàu nên nó chè ông như vậy mà tí tham ái dùng như chả thế nghe mà လုံးလက်စာကြီးနော်တသမားတွေလောက်မှတို့ကိုတလန်နဲ့ထားပြီးတော့ပြေးသွားတဲ့ပုံစံမျိုးခမိုးတွေပောက်ပြဲနေတာမသိလေရင်လည်းဘုံကျဲထားတာတိုင်ပဲနော်တော်ဝင်ကျင်ရလဲစိမ့်ဆိုးဝင်းဘက်ဆိုတော့ ိမ့်ဆုံအောင်မိုင်းနေတော့တော်ကြီးဖြစ်နေပြီဟုတ်ကဲ့ပါခင်ဗျာဒီနေ့ကတော့ဒါနှစ်ကင်းပိုင်းရှင်နေလေးလာကြည့်နေကျွန်တော်ရေမေးဆွေတွေကိုဒီနေ့ရဲ့အကြောင်းအချင်းချင်းပြောပြရင်းနဲ့လာရောက်ပြီးတော့ရိုက်ခုပြလာပဲဖြစ်ပါတယ်ညာဘက်ရိုက်တဲ့ခါကျရင်လည်းအားပေးကြပါဦးခင်ဗျာ